ေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းရေးသတင်းတွေကိုနားဆင်ရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါအခုတော့အားလုံးဒီပါလူလူထိုင်းနိုင်ငံကန်နဖူးကနေပဲကူးသွားတဲ့ကြားဖြန့်လှုပ်သမားတွေတို့မဟုတ် DKBA စောဆန်းအောင်ပြောတဲ့တောင်ယာငရုတ်သီးစိုက်သူတွေဟာတောင်ရင်ကန်နဘေးမှာထိုင်းကပေးမကူးလို့ဆိုပြီးမိတွေလှုံနေကြတာမြင်ရပါတယ်ဒီမိုကရေစီအကျိုးပြုလို့နာမည်တက်ထားပြီးစီးပွားရေးကြီးတောင်းကြနေတဲ့ DKBA တပ်ဟာလည်း ကနဦးလွတ်ပြနေတဲ့ကြားမှာပဲတူတူတသက်ကြားဖြန့်ယုံတွေရုတ်တရက်ထပ်ပေါ်လာလို့အခုဆိုရင်မိမိတတ်မှုတွေပေါ်အချင်းချင်းဖန်ဝရန်ထုတ်တာတွေနည်းမြေဖြတ်တန်းခွင့်မပြုချင်းဆိုတဲ့တားမြင့်မှုတွေလှုပ်လာနေပါတယ်။တဆက်ဒီမှာပဲမြဝတီမြို့နယ်မင်းလက်ပံကြေးရွာနီးနည်းမြေလားကြားဖြန့်လားမသိတဲ့စိုးမိုးရီတိုက်ပွဲတွေပိုဆိတ်လာပါတယ်။တစ်ဖက်နိုင်ငံတကာအခင်းကျင်းမှာဆိုရင်လည်းအမေရိကန်ရဲ့ကြားပြည့်ရဲ့နှိမ်နှင်းရေးစီမံချက်တွေအရှိန်မရက်သွားဘူး။ တမ္မတ်ကြီးဥကျော်မိုးထွန်းကတတိပေးတင်ပြမှုတွေပိုစိတ်စိတ်လှုပ်လာနေပါတယ်။မြန်မာနိုင်ငံမှာဆေးအာဏာသိမ်းမှုကြောင့်ခေတ်သစ်ကျုံပြုတ်ခြင်းလူကုန်ကူးခြင်းစိုက်ပါရာဇဝတ်မှုနေဆက်ဖြတ်ကျော်ရာဇဝတ်မှုခင်မားပျော့ဆန်ရာရပ်ဝန်းတစ်ခုဖြစ်လာပြီလို့ထပ်လောင်းနှိုးဆော်နေတာတွေ့ရပါတယ်။ DGB မင်းလက်ပံမှာဒုစရိုက်ကြားဖြန့်တစ်ဖွဲ့ပေါ်လာတော့ BGF ရဲ့ရွှေကောက်ကူမှာတည်င်းတွေခဏငြိမ်သွားပါတယ်။ဒါပေမဲ့လည်းအွန်လိုင်းလူလဲရာဇဝတ်ဂိုင်းတွေဆိုတာတောင်ကြီးမြစ်ကန်တလျှောက်မှာတော့မှုလိုပေါက်နေပြီး တင်းမုံတိုင်းကာလကိုကြော်လွန်တာနဲ့ဟိုမှာပြန်ပေါက်ဒီမှာပြန်ပေါက်မှို့လို့ပြန်ပေါက်လာကြအောင်မှာကိုလည်းဒေသခံအားလုံးကသိထားကြတာပါဘယ်အချိန်ထိလဲဆိုတာကတော့မြန်မာနိုင်ငံမှာငင်းချက်တာယာပြီးဥပဒေစိုးမိုးချိန်မှသာဖြစ်မှာမို့အဲ့ဒီအချိန်ကရောဘတော်လဲဆိုရင်ငွေလိန်ကိုင်းကောင်းဆောင်တွေကတော့တနေရာယာကနေပြုံးနေမှာသိချပါပဲတရုတ်နဲ့စေအုပ်စုနောက်ွယ်ကအပေးယူ ထိုင်းနဲ့ကရင်တပ်ဖွဲ့အကျိုးစီးပွားဆက်ဆက်မှုတွေကလည်းကြားဖြန့်ကို အပီးဖြတ်ဖို့ခက်ခဲစေမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီတစ်ခါတော့အမေရိကန်ဝင်ပါလာလို့ထူးခြားတဲ့အခင်းကျင်းတွေရှိလာပါပြီ။ထူးထူးခြားခြားအမေရိကန်ရဲ့ကြားဖြန့်နှိမ်နှင်းမဲ့အရေးကြေလောင်တဲ့အတန်ထုတ်ပြောဆိုမှုဟာကဘာကိုပြန့်နှံ့နေပြီးမင်းလက်ပံ DKB ကြားဖြန့်ကိုမိတဲ့ကိစ္စမှာလည်းလာစစ်ကြဖို့ KNU ရဲ့ hit or 3ပေးတံတွေကလည်းဇက်တိုက်ဆိုသလိုပဲ့တင်ထပ်နေပါဗျ။ မနေ့ကနိုဝင်ဘာလ26ရက်နေ့မှာပြောခဲ့တဲ့အင်တာဗျူးတစ်ခုမှာစစ်အုပ်စုကြာဆုံးရေးလှုပ်ရှားနေတဲ့ဒေါက်တာမီမီဝင်းပတ်ရဲ့ပြောဆိုချက်မှာတော့ကြားပြန့်ရာဇဝတ်မှုမှာ အာဏာသိမ်းစစ်တပ်ရဲ့ပါဝင်မှုတွေအကြောင်းအတိအလင်းဆိုထားပါတယ်။အခုရွှေကောက်ကူမှာဖြောင်ပစ်နေကြတဲ့ကြားပြတ်ကဖမ်းမိတဲ့ဖုန်းရဲ့ signature တွေဟာတဲ့နေပြည်တော်အထိသွားလိုက်လာလိုက်ရှိနေတာကို အမေရိကန်က study သက်သေတစ်ခုရှိထားပြီနော်တဲ့ ဒီဒီ main line တို့ you know ရာဇဝတ် guy အဖွဲ့တွေอ่ะကျွန်မတကြားမှုစစ်တပ်တောင်မခေါ်တော့ရာဇဝတ် guy အဖွဲ့တွေอ่ะเนาะဒီ scam center တွေ ਨੇ ဘလို့ချိတ်ဆက်နေလဲ right အကြောင်းမလို့ခုချိန်မှာသူတို့ like ပြီးတော့လုပ်နေတာသူတို့ချေရီ like ဖြောင်းနေတာတကယ်သူတို့တွေကလည်းတိုက်နေတာမဟုတ်ဘူးသူတို့ပါနေတဲ့ဥစ္စာကိုချေရီ like ဖြောင်းနေတာနောက်တစ်ခုကျတော့သူတို့ကတကယ်ပါတယ်ဆိုတဲ့ဥစ္စာ US မှာဒီဟိုနေဒီ study တခုเนาะသူတည်တနာလုပ်ထားတာ ဒီ scam center မှာသူတို့တွေ့ထားတဲ့အာဗာလေ phone signature ပေါ့နော် phone အထွက်လာတဲ့ signature တွေကနေပြီးတော့အမြဲတမ်းရောက်နေတယ်အမြဲတမ်းသွားလိုက်လာလိုက်ဒီ phone တွေက phone phone ကိုအဓိကထားပြီးတော့သူတို့ဗာလေဟို tracking လုပ်နေတာပေါ့နော်အဲ့ဒီဥစ္စာတွေနေပြီးတော့မှ president owner ရဲ့ owner နဲ့တမရရဲ့ နေရာကြီးအိမ်နေရာကြီးအဲ့ဒီအဲ့ဒီဖုန်းတွေကသွားလိုက်လာလိုက်ဖြစ်နေတယ်ဆိုတာသူတို့မှအလုံးဗာလဲတက်သိရှိတာလေ record တွေရှိတာလေဆိုတော့ဒီဥစ္စာကပို့ပြီးတော့ဒီဒီ political will ကပို့ပြီးတော့ကြီးလာတယ်ပေါ့လေကြီးလာတဲ့အခါမှာဒီ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 အချိန်မှာအဲဒီမြန်မာ diaspora ဒီမှာရှိနေတဲ့ပြည်ပမှာရှိနေတဲ့ US မှာရှိနေတဲ့အာမြန်မာအာမြန်မာ uh community တွေစပေါ့နော်အဲ့ရသူတို့ရဲ့အလုတ်က number 1အဲ့ဒီဥစ္စာကိုဒီ political will ဒီဥစ္စာ send up ဒီနိုင်ငံရေးဆန္ဒကြီးလာတဲ့ဥစ္စာကိုဘလို့အသုံးချပြီးတော့ဒီဥစ္စာကိုရှေ့ကိုတွန်းဖို့လိုအပ်တယ်။တစ်ချိန်တုန်းကခွန်စာတို့လိုဘိန်းကိုင်းချုပ်တို့ကိုပေါပေါတင်တင်ကာကွယ်ပေးခဲ့မှုတဲ့စစ်တပ်ဟာအခုဒီချိန်သူကိုယ်တိုင်ပြေးပေါက်ရှာရတော့မဲ့အခြေအနေမျိုးဖြစ်နေလို့ သူ့လက်အောက်ခံ BGF DKBA ခေါင်းဆောင်တွေ ਨੇ ဘလို့ဆက်စခန်းသွားကြမလဲဆိုတာပြည်သူတွေကသိချင်နေကြပါပြီ။ဆက်ရှိန်ငြိမ်မချသွားဖို့အရေးကြီးနေပြီးဒီဇလန်းကို အပိတ်တ်ဖို့ကတော့ဇက်ညွန်းကိုအမေရိကန်ကရေးမှဖြစ်တော့မယ်သဘောပါ။တရုတ်နဲ့အာနာသိန်းစစ်တပ်ဆိုတာကတားဖလို့ဖြစ်နေတော့ဒီနေ့အခင်းချင်းမှာဘလို့ပဲတွေ့တွေ့အန်ဒီရဲ့အရှိဆုံးဖြစ်လာတာကတော့ကြားဖြန့်ကရင်တပ်ခေါင်းဆောင်များပဲဖြစ်ပါတယ်။ ကိုကန့်တို့ဝါတို့ဆိုတာကတော့တရုတ်ကသာအဓိကကြောက်ကြရပြီးကရင်ကြားဖြန့်တပ်တွေကတော့အခုဆိုရင်အကျန်းဖက်မင်းအောင်လိုင်းနဲ့လက်တွဲမိလို့တရုတ်ရောအမေရိကန်ကိုရောနှစ်ဖက်ကြောက်နေရတဲ့အခြေအနေမျိုးပါတရုတ်ကိုအသေးကြောက်ရတဲ့မြောက်ပိုင်းကိုတစ်ချက်ပြန်ကြည့်ရအောင်ပါနိုဗီမာလာ26ရက်နေ့မနက်ပိုင်းမှာပဲယူနန်အစိုးရကအလိုရှိတဲ့ကြားဖြန့်ခေါင်းဆောင်3ဦးအပါအဝင်တရုတ်နိုင်ငံသား22ဦးကို UWSA အဖွဲ့ကလွှဲပြောင်းပေးလိုက်ပါသေးတယ် လွှဲပြောင်းခံရသူများနဲ့78ဦးဟာဆိုရင်ဆက်သွယ်ရေးလိမ်လည်မှုမှာပါဝင်ပတ်သက်ကြောင်းတန်လျာရှိတယ်လို့ဆိုပြီး3ဦးကတော့တရားမဝင်လှုပ်ဆောင်မှုများမှာပါဝင်ပတ်သက်တယ်လို့ဆိုထားပါတယ်။ဒီလူတွေကိုတရုတ်နိုင်ငံယူနန်ပြည်နယ်ပူအာမြို့မန်ဂလီယန်ခရိုင်မန်ဂလီယန်မြို့နယ်လင်ချွန်းမြို့ကန်ယွန်းခရိုင်ရှိယုံဟော်ဂိတ်တို့ကနေတဆင့်လွှဲပြောင်းပေးခဲ့ကြောင်းသိရပြီးမြန်မာနိုင်ငံဘယ်နေရာကနေဖမ်းဆီးမိတယ်ဆိုတာကိုတော့အသိပေးခဲ့ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့ကလည်းတရုတ်နိုင်ငံသားကြားဖြန့်85ဦးကိုမန်ခါနေဆက်ခဲ့ကနေတဆင့်တရုတ်ကို UWSA ကလွှဲပြောင်းပေးပြီးခဲ့ပါပြီ။ရင်းမတိုင်မီ2025ခုနှစ်ပထမနှစ်ဝက်အတွင်းဝပြည်နယ်တရားစီရင်ကော်မတီကကြားဖြန့်လုပ်ငန်းများ6ကြိမ်တိတိဖမ်းဆီးခဲ့ပါတယ်။စုစုပေါင်းဖမ်းပို့ခဲ့တာ448ဦးရှိပါပြီ။မြောက်ပိုင်းကြားဖြန့်ဒုစရိုက်ဂိုင်းတွေကတော့ရှင်းလူလူ၊ကုံလူလူပါပဲ။လောလောဆယ်မြဝရီကြားဖြန့်ကိစ္စကတော့ရှင်းလေလေ၊ရှုပ်လေလေပါ။ အမေရိကန်ဝင်ပါလာလို့ဇော်မင်းထွန်းတို့ပါကြောက်လာရတဲ့တောင်ပိုင်းခြေနေမှာ BGF နဲ့ DKB တို့ဟာဘသူ့ကိုတကယ်အားကိုးရမှာလဲအဲ့ရတဲ့တွေးနေကြမယ်ထင်ပါတယ်မြန်မာပြည်မှာခြေနေဆိုးလေမျက်ဖြူဆိုင်ဆရာကြိုက်လေပုံစံမျိုးနဲ့ခေဆက်ဆက်အမျက်ထုတ်ခဲ့တဲ့ထိုင်းဟာဆိုရင်လေအခုရက်ပိုင်းထူးထူးခြားခြားပြောခဲ့တဲ့ဇာတ်ကားတစ်ခုကတော့နိုဝင်ဘာလ25ရက်နေ့ကဖြစ်ပါတယ် စီဟဆတ်ဖွန်ကက်ကဲဖြစ်ပြီးသူပြောခဲ့တာကတော့မြန်မာစစ်တပ်ကပြုတ်လုံမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းသောရွေးကောက်ပွဲမဟုတ်အတိမတ်ပြုတ်မှလည်းမဟုတ်ကြောင်းဒုံဆန်းစုကြည်ကိုလည်းလှစ်လွတ်ပေးဖို့အချိန်တန်ပြီဖြစ်ကြောင်းတို့ဖြစ်ပါတယ်ကျွန်တော်တို့ကဒီရွေးကောက်ပွဲကိုလွတ်လပ်ပြီးယုံကြည်ရတဲ့ရွေးကောက်ပွဲဖြစ်စေချင်ပါတယ်ဒါပေမဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိပါတယ်တဲ့ကျွန်တော်တို့အနေနဲ့ဒီရွေးကောက်ပွဲကိုအတိမတ်ပြုတ်မဲ့အနေအထားမျိုးရှိလာမှာမဟုတ်ဘူးဆိုပြီးတော့၎င်း ဒုံဆန်းစုကြည်ကိုလွတ်ပေးဖို့လည်းအချိန်တန်ပါပြီတခါတလေမှာပြောတင်တဲ့မှန်ကန်တဲ့အရာတွေကိုကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်။သူမဟာအချိန်ကြာမြင့်စွာထိမ့်သိမ့်ခံခဲ့ရပါတယ်။အသက်အရွယ်ကသူမရဲ့ကျမ်းမာရေးအခြေအနေကိုလည်းကျွန်တော်တို့မသိရပါဘူး။ဒါကြောင့်ဒါကိုပထမဆုံးအချက်အနေနဲ့ဒါမှမဟုတ်ချက်ချင်းပဲလှုပ်ဆောင်ပေးဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်လို့ပြောခဲ့တဲ့စကားတွေဟာအနာသသိမ့်ပြီးကြတဲ့ကတခါမှလေးတဲ့မဟာပူတဲ့စကားလမ်းကြောင်းတွေဖြစ်နေလို့ဒါကလည်းအမေရိကန်ရဲ့ကြားပြန့်ရေးနဲ့ပတ်သက်ပြီးမြန်မာကိုအရေးယူဖို့အတန်ထွက်လာမှုနဲ့ဆက်ဆက်နေသလားလို့ ခက်မှန်းစရာ ဖြစ်လာနေပါတယ်။အမေရိကန်က Second Center Strike Force တပ်တွေဖွဲ့ပြီးကြတဲ့ကအခုဆိုရင်လှုပ်ရှားမှုတွေပြောဆိုမှုတွေဟာပုံမှန်မဟုတ်တော့တာပါ။ရုပ်ကြီးဆိုသလိုမင်းအောင်လိုင်ဖန်ကိုဆင်းချလာပြီး Second Center အကြောင်းပြောသွားတာတွေအခုလိုထိုင်းနိုင်ငံသားကြီးဝန်ကြီးကဒုံဆန်းစုကြည်ကိုလှုပ်ပေးဖို့ဒီမိုကရေစီအတန်တူတွေထွက်ကြလာမှုဟာအချိန်တိုက်ဆိုသလိုကြားဖြတ်နဲ့ဆက်ဆက်ပြီးထူးခြားလာတဲ့အခင်းကျင်းတွေဖြစ်ပါတယ်။ မကြခင်မှာပဲ KNG ကလည်း၎င်းတို့အနီးအနားမှာရှိနေတဲ့မင်းလက်ပံကြားဖြတ်ရုံကိုရုတ်တရက်ဆိုသလိုစီးနင်းမိကြောင်းသတင်းတွေဆက်သွားပါတယ်။အခုတော့မင်းလက်ပံကြားဖြတ်တပ်တွေတင်ထားကြောင်းနိုင်ငံတကာမှလာစစ်နိုင်ပြီဖြစ်ကြောင်းအတိအလင်းပြောမှုအပြီးမှာပဲ။ဘုံစားကြီးဆိုသလိုစစ်အုပ်စုကနိုင်ငံရေးအမြတ်ထုတ်မှုကြီးတရက်ကိုလုံနိုင်ခဲ့ကြပြန်ပါတယ်။အဲ့ဒါကတော့စိတ်တိုင်းကြထင်သလိုဖမ်းထားတဲ့905ပုံမှတ်တပ်ပြည်သူတွေကိုသူတို့စစ်တပ်သဘောထားကြီးတဲ့ရောင်ရောင် ခေတ်ဆက်ဆက်ကအမြတ်ထုတ်နေကြအတိုင်းလွတ်ပြလိုက်ကြတာပါနိုင်ငံအနှံ့သတင်းကောင်းစီတွေထဲမှာတော့လောလောဆယ်ဒီအကြောင်းကပဲလွှမ်းမိုးနေအောင်မှာဖြစ်ပြီး905တွေပြန်လာလို့ရပြီဆိုတဲ့သတင်းစကားကြောင့်တော်လန်ရဲ့အတိုင်းဝိုင်းတချို့လဲတို့လောတို့လောဖြစ်နေမှာကတော့မလွဲပါဘူးလက်နက်ရှိလေရင်ရှိတိုင်းထင်းတယ်လို့လောက်ခဲ့တဲ့စစ်တဟာဖမ်းကျင်တယ်လို့ဖမ်းနိုင်ခဲ့တဲ့လူတွေကိုလွတ်လိုက်ဖမ်းလိုက်နဲ့အချိန်ကြာတိုင်းအမြတ်ထုတ်လို့ရှိတဲ့အတိုင်းခေတ်ဆက်ဆက်ကအတိုင်းလုံနေကြအောင်ပါပဲ ပြည်တွင်းနိုင်ငံရေးသမားတွေကိုအမြဲတမ်းအသာစီးကစားနိုင်ခဲ့ပေမဲ့အမေရိကန်ကိုတော့အသေးကြောက်ရတယ်ဆိုတာတော့ထင်ရှားပါတယ်။အမေရိကန်ရဲ့လျှို့ဝှက်အစီအစဉ် Secret Agenda ရှိတယ်လို့ထုတ်ပြောပြီးဇော်မင်းထွန်းမျက်နှာတွေကဖုံးမရဖိမရပေါ်လွင်လွန်းခဲ့ပါတယ်။အာကြည့်လို့အနိုင်ကျင့်သူဆိုတာသူ့ထက်အင်အားကြီးသူနဲ့ဆုံရင်လည်းအသေးကြောက်ရတယ်ဆိုတာတော့မထူးဆန်းပါဘူး။မြို့ပေါ်မှာရန်ကုန်နိုင်ငံရေးကြောင့်တည်င်းတွေလမ်းကြောင်းပြောင်းသွားပေမဲ့ နိုဗင်ဘာလ29ရက်နေ့မနေ့ပိုင်းမှာတော့မြဝတီမြို့နယ်မင်းလက်ပံကြေးရွာနီးကထန်းသုံးပင်အလုတ်ယုံနေရာနီးမှာအာနာသိန်းစစ်တပ်နဲ့ KNU တပ်တို့ကြားတိုက်ပွဲတွေပိုပြီးစိတ်လာကြပါတယ်ဒီမနက်တိုက်ပွဲဖြစ်နေတာကဘူဆောင်းအောင်ရဲ့ကြားဖြန့်တရုတ်ဆိုင်နေရာမှာတိုက်ပွဲပြင်းနေတယ်။လက်နက်ကြီးတွေမနက်စောကတည်းကပစ်တာ မင်းလက်ပံ DKBA ဘူတခွားတီရဲ့ကြားဖြန့်ဆိုင်နာမှာပဲဖြစ်နေတာထန်းသုံးပင်ဆိုင်လို့ခေါ်တဲ့နေရာအနောက်ဘက်မှာဖြစ်နေတာမနေ့ကကြက်လီရင်နဲ့တစ်ကြိမ်ဝိုင်တွဲလီရင်နဲ့တစ်ကြိမ်ပုံကျဲသွားတယ်အဆောက်အုံထိခိုက်မှုတွေရှိတယ်လို့ဒေတာတွင်းကရင်စစ်ရေးတရင်ရေးမြစ်တွေကပြောပါတယ်ဒီတရင်တွေရ KNL နဲ့ပူးပေါင်းတပ်တွေကတစ်ဖက်စစ်အုပ်စုနဲ့နောက်လိုက်တပ်တွေကတစ်ဖက်အမေရိကန်ကစောင့်ကြည့်နေတဲ့ကြားဖြန့်ရေးမှာအသေးအံလက်ဦးမှုရယူဖို့လုံပန်းနေကြတာလား နယ်မြေစိုးမှုမှုရသူကြားဖြန့်ယုံကိုအရင်စီးနှင်းနိုင်သူကလိုချင်တဲ့အခွင့်အရေးကိုရယူသွားနိုင်မှာလွဲပါဘူးနိုဗင်ဘာလ26ရက်နေ့ကဆိုရင်လေ KNU ကတိုက်ခိုက်သိမ်းပိုက်ထားသောမင်းလက်ပံကြီးရွာရှိ DKBA တပ်ဖွဲ့ပိုင်းကြားဖြန့်ယုံကိုအာနာသိန်းစစ်တပ်ကအဖေခံဒရုန်းတွေလွှတ်ပြီးတိုက်ခတ်ခဲ့ပါသေးတယ်ဒီလိုစစ်ပွဲနေရာဖြစ်တာကြောင့်လဲကြားပြန့်လုပ်သားတွေကအ мян ဆုံးနှိမ့်နဲ့ဘဲကိုပြေးရပြေးရပြေးဖို့စူးစမ်းခဲ့ကြပါတယ် မင်းလက်ပံကိုဝင်စည်းစိမ်ကဆိုရင်လည်းရုံရင်းစံကတ်တွေဖြစ်ရမှာတရုတ်လူမျိုးတဦးနဲ့မြန်မာ၅ဦးတေဆုံးခဲ့တယ်လို့ကရင်မျိုးသားစီယုံ KNU ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီအချိန်မှာပဲမစည်းနှင်းမိတွေမဖမ်းမိတွေကတော့ပုံမှန်တိုင်းအလုပ်လုပ်နေတဲ့ကြားဖြန့်ယုံတွေဆိုတာလေအင်ဂျင်မြိုင်ကျွန်းတော်မင်းလက်ပံစီဆိုင်စတဲ့ DKB ထိမ့်ချုပ်နေရာတွေမှာတရုတ်အလုပ်ယုံတွေ၁၀ယုံလောက်လဲပတ်နေသေးကြောင်းသတင်းရင်းမြစ်တွေကပြောနေကြပြန်ပါတယ်။ Patriotic Democracy နိုင်ငံတော်တည်ဆိုတဲ့လမ်းကိုဖော်ဆောင်နေပေမဲ့ ် GKPA BGF အစရှိတဲ့တပ်တွေကတော့ကြားဖြန့်အရေးကသာသူတို့အတွက်အဓိကဖြစ်ကြောင်းဖုံးမရတော့ပါဘူး။ဒါကြောင့်လည်းအခုဆိုရင်စစ်ရေးတင်းမာနေတဲ့ဖလူးဝေါ်လီနဲ့စုကလိအထိဘယ်လက်နက်ကိုင်ဖွဲ့ကမှနေမီဖြတ်တန်းသွားလာခွင့်မပြုတော့ကြောင်းနဲ့အရေးပေါ်သွားလာဖို့ကိစ္စရှိရင်ကြိုတင်အကြောင်းကြားသတင်းပို့ညှိနှိုင်းမှသွားလာခွင့်ပြုမယ်အကြောင်း DGB ကကြေညာထားကြပါပြီ။ဒါက KNU ကကြားပြနှိမ်နှင်းဖို့ဥဆောင်လာတာကြောက်လားလို့မိကုန်ထောက်ရမှာ DGB ကအခုလိုပြန်ပြောပါတယ် KNU နဲ့တိုက်ရိုက်မသက်ဆိုင်ပါဘူး။ဘုံမှုချုပ်စောစိန်ဝင်းကပြောတာပါ။ယုံကြည်မှုတည်ဆောက်မှုအားနည်းတယ်ဆိုတဲ့သဘောလားကျွန်တော်တို့တယောက်နဲ့တယောက်ယုံကြည်လို့အပြန်လှန်သွားလာလွတ်လွတ်လပ်လပ်သွားလာကြတဲ့အပေါ်မှာအခွင့်ကောင်းယူကြတဲ့အခြေအနေမျိုးတွေမဖြစ်လာဖို့ကျွန်တော်တို့ကကုကုကိုကာကွယ်တဲ့သဘောပေါ့။ကြိုတင်ပြင်ဆင်တဲ့သဘောတကယ်လို့ကိစ္စတစုံတရာအရေးကြီးသွားလာစရာရှိရင်ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှသွားကြဖို့အဲ့ဒီလိုသဘောမျိုးလောက်ပါပဲလို့ DKPA ဘုံမှုချုပ်စောစိန်ဝင်းကပြောထားပါဗျ။ မတူတော့အာနာသိန်းစစ်တမ်းနဲ့ပေါင်းမိတဲ့ DKPA BG ရဲ့တပ်များရဲ့အကူတူဟာထက်ကြမကွာလိုက်ခံနေရပါပြီတောအုပ်ကြီးရဲ့ရှိုးတစ်ခုထဲမှာအချင်းဝက်ပေ650ကျော်ကျေဝင်းတဲ့ DKPA မူရစီဝါထွက်လုတော့နေရာတစ်ခုရှိနေကြောင်းကိုမိစီမာသတင်းဌာနကရေးသားတင်ဆက်ခဲ့ကြပါတယ်အဲ့ဒီနေရာကထိုင်းမြန်မာနယ်စပ်မြပရီမြို့မှာ23မိုင်အကွာဝေးမှာဖြစ်ပါတယ် DKPA အပိုင်ကြောက်ခက်ကြီးရွာမရောက်မီညာဘက်လမ်းကိုကူရင် သဲဖြူချောင်းတို့ခေါ်တဲ့နေရာကိုရောက်မှဖြစ်ပြီး၈ဆက်နှစ်မိုင်ကျော်သွားပြီးဘယ်ဘက်လမ်းကျိုးမှာ DKBA ပိုင်မူရစ်စေဝါထုတ်လုပ်တဲ့ရှိုးစခန်းတစ်ခုရှိနေကြောင်းဖော်ထုတ်ထားပြီးခဲ့ပါပြီ။အဲ့ဒီနေရာကိုကော်ပိုရာစစ်ကြောင်း PDF တက်ခွဲငါမှတက်ခွဲမှုကိုရှိုင်းတို့အဖွဲ့ကစတင်တွေ့ရှိခဲ့ခြင်းဖြစ်ကရဲဘော်ကိုရှိုင်းကတော့အဲ့ဒီကြောင်းကိုသူတည်ဆုံးသွားလျင်တော်၎င်းကရင်ပြည်နယ်မှာ၎င်းတို့အဖွဲ့မရှိတော်သည့်အခါမှတော်၎င်းတည်င်းရေးသားထုတ်ဝေဖို့တောင်းဆိုခဲ့တာလို့မစ်စီမာကဆိုပါတယ်။အခုတော့ စေအုပ်စုကိုအမြင့်ဖြတ်ဖို့တော်လန်ရေးစစ်စစ်လောက်ခဲ့တဲ့ရဲဘော်ကိုရှိုင်းဟာ2023ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာကော့ကရိတ်တိုက်ပွဲတွင်ကြဆုံသွားခဲ့ရပါပြီ။ထိုင်းနိုင်ငံဘက်ချမ်းမှာလည်းမတ်လ22ရက်နေ့ကစိုက်ကြွမှုရဲ့ဆေးဝါး78သန်းနဲ့ ice အမျိုးအစားမှုရဲ့ဆေးဝါး950ကီလိုဂရမ်ကာမင်ဒို့300ကီလိုဂရမ်ကိုနှကောင့်ဆဝါမျိုးအဝေးပြေးလမ်းမကြီးပေါ်မှာထိုင်းအာဏာပိုင်တို့ကဖမ်းဆီးရရှိခဲ့ပူးပြီး ဒီကေဘီအစီဦးစီအရာရှိချုပ်ဘိုလ်ချုပ်စောဆန်းအောင်နဲ့အမှတ်၁စစ်ဒေသကိုကဲရည်မှုဘူမှုချုပ်စိုင်းကျော်လှတို့ပါဝင်ပတ်သက်နေတယ်လို့ထိုင်းသတင်းဌာနများမှဖော်ပြခဲ့ကြပြီးဆိုတာလည်းတွေ့ရပါတယ်။အဲ့ဒီမူရစ်ဆေးတွေဟာအင်ဂျင်မြိုင်နဲ့မင်းလက်ပံကြားမှာရှိတဲ့တန်းကူဂိတ်အမှတ်၄၈ကနေလာတယ်လို့တိတိကျကျဖော်ပြခဲ့ကြပြီး BGF နဲ့ DKB တို့ပိုင်နက်ဂိတ်တွေလည်းဖြစ်ကြပါတယ်။အဲ့ဒီလိုလက်နက်ကင်ပြီးတပ်ဖွဲ့ထောင်ပြီးပြည်ရင်လူမျိုးလွတ်မြောက်ရေးအကြောင်းပြဒီမိုကရေစီအကျိုးပြုပြောလို့ပြော ကရင်မျိုးသားတပ်ပြောလို့ပြောနေဖောက်ပြန်တဲ့ကရင်တပ်တွေဟာအခုတခါလဲအမေရိကန်နဲ့တရုတ်ကြားသာမကသူအချင်းနေမဟာရင်သူ့လူသူပြန်ရှင်းအောင်မဲ့မင်းအွန်လိုင်းစစ်တပ်ကြားမှာလဲညများနေရကြရောက်နေပြီဖြစ်ကြောင်းစူးစီးတင်ပြပါပါတယ်ခင်ဗျာ